ရွာငယ်လေးတရွာတွင်တစ်ပင်ကြီးများဝန်းရံထားသောအိမ်များဆင်လိုက်ရှိပြီးလူအလုံးသည်စီးလုံးညီမျိုးစွာနေထိုင်ကြသည်ထိုရွာတွင်အဖိုးအိုတဦးနှင့်မြေဖြစ်သူမောင်ရွှေတို့သည်တောင်ကြားလေးတွင်တစ်ဦးတစ်ဖူးများကို ရှာဖွေရင်းအသက်မွေးကြသည်တနေ့တွင်မိုးခေါင်လာပြီးမြေချောင်းအလုံးခန်းချောက်လာကကြေးရွာသားများစိုးရိမ်လာကြသည်ဘိုးဘိုးဒီလိုဆိုကျွန်တော်တို့ရေဘလို့ရှာရမလဲဟု မောင်ရွှေကပူပန်စွာမေးလိုက်သည် အဖိုးကပြုံးပြလျက်တဘာဝသည်ကျေးဇူးတိတတ်သူကိုမမေ့ပါဘူးကလေးဟုဖြေသည်ညအခါတောင်ကြားထဲသို့လျှောက်သွားရင်သူတို့သည်ရေအိုင်ငယ်လေးတစ်ခုတွေ့သည်ထိုအိုင်တွင်ငချင်းကြီးတစ်ကောင်ရေနေနေဖြင့်လှုပ်ရှားမရဖြစ်နေသည်မောင်ရွှေကငါးကိုဖမ်းရန်လှုပ်လိုက်တော်လဲဘိုးဘိုးကလက်ကိုဆွဲကဤငါးသည်တက်တန်းရင်ပြီးမြေဆောင်နှက်ဖြစ်နိုင်တဲ့ကျေးဇူးပြုပြီးကယ်လိုက်ဆိုဟုပြောသည် သူတို့ဒီငါးကြီးကို၆တွေ့နေသောအိုင်မဂယုတစိုက်တဲယူက နောက်ဆုံးကြံရှိသောရေအိုးရဲသို့ထည့်ပေးလိုက်သည် မနက်မိုးလင်းသောအောဘွယ်ရာဖြစ်လာသည်အိမ်ပြန်ရောက်သောငါးကြီးသည်လူအသွင်ဖြင့်ပုံပြောင်းလျက်ဂျေဇုတင်ပါသည်တင်တို့ဤဂယုနာကြောင့်မြစ်ကြီးပြန်လဲစီးဆင်းပြီဟုဂရိပေးပြီးပျောက်ွယ်သွားသည်ထိုနေ့မှစ၍ရွာတို့မြည်ရီများပြန်လဲစီးဝင်လာပြီးခြေရွာသားများပျော်ရွှင်စွာရေတောက်သုံးနိုင်ကြသည် ယေရှုတည်တဲ့ခြင်းနှင့်ကုညီခြင်းသည်တဘာဝကိုပြန်လည်ဖြည့်တင်းပေးနိုင်သည်။မြည်သည့်အရာကိုမဆိုဂယုတဆိုင်ဆက်ဆံပါက မျှဝေခံစားရသောယေရှုတရားသည် အစင်မြဲပြန်လာတတ်ပါသည်။ဤပုံပြင်လေးသည်ကျင်နာမှုယေရှုတည်တဲ့မှုတို့ကိုအလေးထားပြီးတဘာဝနှင့်လူသားတို့အကြားဟန်ချက်ညီမှုကိုဖော်ပြထားပါသည်။